နိုဝင်ဘာလကုန်ထိအားနေငယ်ရှိသော လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်ပြီးဒီဇင်ဘာလမှာလည်းလာနီညာဆက်လက်ရှိနိုင်တယ်လို့မြန်မာနဲ့ကမ္ဘာဘိုးလေဝသဌာနတွေရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ရော့ဒီမှာ MS Mail Remover နံစိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့ လာနီညာဖြစ်စဉ်ဆိုတာပုံမှန်ထက်ရာသီဥတုပိုအေးတာပိုမိုဆူဆွတ်တာတွေဖြစ်ပွားနိုင်တယ်လို့ဆိုပါရယ်လာနီညာဖြစ်စဉ်ကြောင့်အကျိုးသက်ရောက်မှုမှာရေဘူးအားဖြင့်အရှေ့ဘက်မှာလေဝေလိုင်းတွေတိုက်ခတ်ခြင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းနဲ့ရေဝန်တွေပိုမိုဖြစ်ပေါ်လာနိုင်ခြင်းဒေသအချို့မှာညမှုချိန်တွေညွန်နေနိုင်ခြင်းနဲ့အချိန်ခါမဟုတ်မိုးရွာသွန်းမှုဖြစ်စဉ်တွေပိုမိုဖြစ်ပေါ်လာခြင်းစတဲ့ရာသီဥတုဖြစ်စဉ်တွေဖြစ်ပေါ်လေရှိပါရယ်လာမယ့်ဒီဇင်ဘာလထဲမှာတော့မြန်မာနိုင်ငံရဲ့အေးဆုံးဒေသအချို့ ဖြစ်တဲ့ကချင်ပြည်နယ်မြောက်ပိုင်းဟိုမှာပူတာအိုခါကဘိုရာစီအနီးတစ်ပိုက်တို့မှာတိတိတတ်တာအေးမြလာမှာဖြစ်ပါတယ်ဒီဒေသတွေဟာမြန်မာနိုင်ငံရဲ့မြောက်ဖက်ဆုံးနဲ့အမြင့်ဆုံးပိုင်းတွေမှာတည်ရှိနေပြီးဆောင်းရာဒီမှာအေးဆုံးဖြစ်ပါတယ်ပူတာအိုလိုမျိုးတွေမှာဆိုရင် ဆောင်းရင်းညတွေမှာအပူချိန်ကစီးနှင်းတွေကျတဲ့အထိအေးခဲသွားနိုင်ပါတယ် ချင်းပြည်နယ်ဥမာဟာခါနဲ့ဖလန်းမျိုးတွေမှာတော့ပင်လယ်ရေမျက်နှာပြင်ထက်မြင့်မားတဲ့တောင်တန်းဒေသဖြစ်တာကြောင့်တစ်နှစ်ပတ်လုံးအပူချိန်နှိမ့်ပြီးစောင်းရာသီမှာတိတိတတ်တတ်အေးပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတောင်တန်းဒေသများဥမာလားရှိုးတောင်ကြီးတောင်ပေါ်ဒေသတွေအဲ့ဒီဒေသတွေမှာလည်းတောင်ပေါ်ဒေသတွေဖြစ်တာကြောင့်မြေပြန့်ဒေသတွေထက်ပိုအေးပြီးစောင်းတွင်းမှာမနက်ပိုင်းနဲ့ညပိုင်းတွေမှာအလွန်အေးမြလာမှာဖြစ်ပါတယ်။နိုဝင်ဘာလ29ရက်ကနေနောက် နှစ်ရက်တွင် ခမန်းချက်ကတော့နေပြည်တော်ပဲခူးမန္တလေးမကွေးစကိုင်းကယားပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်တို့မှာ ညပူချိန်နေအနှဲငယ်လျှော့နေလာမှာဖြစ်ပါတယ်ဒီဇင်ဘာလထဲမှာတော့နေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းတနင်္လာရီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာဒီဇင်ဘာလပြန်ပြပူချိန်ခန့်နာရှိနိုင်ပါတယ်ဂိုင်းတိုင်းကချင်းပြည်နယ်ချင်းပြည်နယ်တို့မှာဒီဇင်ဘာလပြန်ပြပူချိန်ရဲ့တိတိတ်တမ5ဒီဂရီဆဲဆဲနဲ့အထက်ပေါ်နိုင်တယ်လို့ဆိုပါရယ်။မြူချင်းတွေကတော့စကိုင်းတိုင်းထပ်ပိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်ချင်း င်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာ16ရက်ကနေ25ရက်ခန့်နဲ့နေပြီးတော့စကိုင်းတိုင်းရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်တို့မှာ6ရက်ကနေ25ရက်ခန့်အထိနက်နက်ပိုင်းတွေမှာ YouTube ဆိုင်းနိုင်တယ်လို့သိရပါဗျာ